အရေးကြီးဆုံးလဲအမေရိကန်ဇာတိဘွားတယောက်နဲ့သူ့မိတ်ဆွေတို့ဟာနယူးယောက်မြို့တော်မြို့လယ်မှာရှိနေကြတယ်မင်ဟန်တန်မှာရှိတဲ့ Times Square အနီးမှာသူတို့နှစ်ယောက်လမ်းလျှောက်နေတယ်အချိန်ကနေ့လယ်စာစားချိန်မှုလမ်းတစ်ခုလုံးဟာ လူတွေနဲ့ပြုတ်သိမ့်နေတယ်ကားဟွန်းတန်တွေကဘဝက်ညံလို့တက္ကစီကားတွေလမ်းအကွေ့မှာတာယာပွတ်ဆွဲမြည်တဲ့တကြွီကြွီ အရေးပေါ်အုပ်အော်ဆွဲတံတွေကလည်းဆွဲဆွဲငင်ငင်မြည်တံမဆဲမြို့တော်ရဲ့အတန်ပေါင်းဆောင်ဟာနားကွဲလူမတက်စူညံလို့ပေါ့စူညံပွက်နေတဲ့နယူးယောက်မြို့တော်နေ့လယ်ခင်းမှာလမ်းအတူလျှောက်လာ gait အမေရိကန်ဇာတိဘွားကရုတ်တရက်ငါပရက်အော်တန်ကြားလိုက်တယ်လို့ပြောတယ်သူ့မိတ်ဆွေကဘာကွမင်းအယူထနေရလားဒါလောက်စူညံပွက်လို့ရိုက်နေတဲ့အတန်တွေကြားမှာ ပရက်တန်ဘယ်နှလုံးကြားနိုင်မလဲလို့ပြောတယ်။ငါမယူဘူး။ပရက်အော်တန်ကိုငါကြားတာသေချာပါတယ်လို့အမေရိကန်ဇာတိဘွားက ပြန်ပြောတယ်။အမေရိကန်ဇာတိဘွားက တခဏတာတေသေးချာချာနားဆိုင်ထောင်လိုက်ပြီးလမ်းဟိုဘက်ကိုဖြတ်လျှောက်သွားတယ်။ဆောင်းလုံရေးလုပ်ငန်းခွင်တစ်ခုခြုံတော့နည်းနည်းထနေတဲ့နေရာမှာခြုံနဲ့တိတိချာချာကြည့်တယ် အကိုင်းအခက်တွေရဲ့အောက်ကိုကြည့်တယ်။သိကြတာပေါ့ပရင်လေးတကောင်ကိုသူတွေ့တယ်။သူ့မိတ်ဆွေကတော့အရန်အံ့ဩသွားတဲ့။တကယ်ကိုမယုံနိုင်စရာပဲခမားမှာစူပါလူသားနားတွေရှိပုံရတယ်လို့သူ့မိတ်ဆွေကပြောတယ်။အမေရိကန်စာတီဘွားကတော့မဟုတ်ပါဘူး။ကျွန်တော်နားတွေကလည်းခမားနားနဲ့ဘာမှမချားနားပါဘူး။အရေးကြီးတာကခမားဘဲဟာကိုနားဆိုင်ထောင်နေတယ်လဲဆိုတာပါပဲလို့ပြန်ဖြေတယ်။ မဖြစ်နိုင်ဘူးထင်တယ်ဒီလိုစူညံနေတဲ့အတန်တွေကြားမှာပရစ်တန်လေးကိုငါဖြင့်ဘလို့မှကြားနိုင်မယ်မထင်ဘူးလို့မိတ်ဆွေကပြန်ပြောတယ်ဒါလည်းအမှန်ပဲအဲ့ဒီအချက်ကဘယ်အရာပေါ်မှာတီမီနေတယ်လဲဆိုတော့မင်းအတွက်ဘယ်ဟာကတကယ်အရေးကြီးတာလဲဆိုတဲ့ကိစ္စပေါ်လို့အမေရိကန်ဇာတိဘွားကပြန်ပြောတယ်ကြည့်နေမင်းကငါလက်တွေ့ပြမယ်လို့အမေရိကန်ဇာတိဘွားကပြောပြီးသူ့အိတ်ထောင်ထဲက ငွေအကျွေနည်းနည်းကိုနှိုက်ယူလိုက်တယ်။ပြီးတော့လူသွားစင်းညာပလက်ဖောင်းပေါ်ကိုမတိမတာပြစ်ချတယ်။အဲဒီနောက်မှာတော့စူးရှကျဲလောင်စွာညံနေတဲ့အတန်တွေချာမှာသွားလာနေတဲ့လူအုပ်ကြီးရဲ့နားထဲမှာငွေအကျွေစိတ်လေးတွေရဲ့တချွန်ချွန်မြည်တံကို ကြားတယ်။ခေါင်းတွေကအတန်ကြားရစီလှဲ့ကြည့်ကြတယ်။ချွန်ချွန်မြည်တဲ့ငွေဒင်းကားပြားကလေးတွေကိုလိုက်ကြည့်ကြတယ်။